ငပြင်းရဲ့ငက်လျင်ရဲ့ငက်လှိုင်းရဲ့ငပြင်းအကူညီနဲ့လာရှိုးပြန်ရလို့အာနေနေတက်နေတုံးငက်လျင်အကူညီနဲ့လေရင်စီဖို့ပါ ခိုင်သွားတော့ငက်လှိုင်းနဲ့စစ်အုပ်စုဟာတက်ထီးချနိုင်လာတယ်တက်မှချဖို့တော့ဒီတက်မစင်စားနဲ့ပဲတက်မှမချနိုင်ဆို လာရှိုးရပုံက without စစ်ဆောက်ရက်လေငက်လျင်ချပုံကလည်း plimber app ဖင်ပါခွက်သွားတာကို ချုပ်ချာဆိုတာတယောက်ဟာလို့တော့နေပူတော်သူ့အုပ်စုကတုံနေကြတော့အခုဆိုသွားရရမာရဝိဇယဖယားကြီးရဲ့အရင်တယောက်ကိုဥတော်တင်အဲ့လေတန်တော်ဥတင်တင်နေရတတွင်လဲမျိုးချစ်စိတ်အကြောင်းမဟာရဲတဲ့ပြင်တယောက်မဆဲဖို့ပါ ဖြင်းလေးဖြည်းဖြည်းပေးခင်ရတဲ့ခွေးပိန်မဘဝပါရှင့်အချင်းနေမြေပြင်ကလည်းလေမထွားနိုင်အောင်ကျိုးသွားကြည်သွားပြီမို့ နေပြည်တော်ကိုပြန်တယ်မယ်ဆိုပြီးခါကျင်ကောင်မှန်ကြီးပြပေမဲ့နေရဲသူကလည်းမရှိပိုက်ပိုက်မရနိုင်မှန်းသိလို့တဲရဲတဲ့ကောင်တွေကလည်းမရှိတော့အမျက်မြမြအလကားနီမီရနိုင်တာမှန်သမျှသူ့သားကြီးချထားပေးပြီးသားမဟုတ်လားရန်ကုန်ပြည်ရအောင်ကလည်းဝန်ကြီးဌာနပိုင်နေရာတွေမှန်သမျှတန်းရွှေအုပ်စုကအကုန်ဖြောင်းထားပြီးပြီဆိုတော့အရင်နေပြူတော်ဆောက်ခဲ့တဲ့ကုမ္ပဏီတွေကိုအကုန်ပြန်လာဆက်သွဲ့ ပြန်ဆောက်ပေးရမယ်ဆိုပြီးချွေကြီးအုပ်စုတစုလုံးကိုခေါ်ကြပြီး free ပြန်ဆောက်ပေးရမယ်ဆိုပြီးဟောက်ပြီးနိုင်ငံတကာကို ခွက်ခေါက်ထားတဲ့ပိုက်ပိုက်တွေကိုတော့သူ့အိတ်ထဲပဲထည့်မယ်လေမအလာဟာမတာအိမ်တက်ဖဲလင်ရိုက်ရုံမကဓာပြပြီးအကောက်ပါ သိမ့်မဲ့အချိုးဝန်ကြီးဌာနတွေကိုနေပြီးတော့ရွှေ့လိုက်တော့ဝန်ကြီးဌာနပိုင်မြေတွေဖြောင်လိုက်တာရန်ကုန်မှာကျန်တာဆိုလို့ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေတွေပဲရှိတော့တာလေ။ အဲ့ဓာတွေကိုလည်းသူကာချုပ်ဖြစ်တော့အုပ်ထားပြီးသားရန်ကုန်မှာယုံထောင်ဖို့ထားဘုံရှောင်ဖို့တော့မကြံတော့တဲ့အချိန်မှာရွှေကြီးအုပ်စုတွေကို ခေါ်သမတော်တာပြင်းချင်နေတာလဲကြာပြီလေတန်းရွှေအုပ်စုပြုတ်သမျနှုတ်ခဲ့ရတဲ့နေဝင်းအုပ်စုတွေကလည်းစောင့်နေတဲ့ဂွင်ထဲဝင်လာတဲ့မအလာကိုအယူဘုံမြောက်လိုက်တော့တန်းရွှေအဖို့ကော့နေအောင်ခံပြီးရောနေဝင်းကိုသူလောက်ခဲ့တဲ့အတိုင်းသူ့တစ်ပည့်မအလာက သူ့ကိုလက်စွမ်းပြပြီလေ တကယ်ကမြို့ပြတိုက်ပွဲတွေကလည်းတစက်မိတ်အောင်ရောက်လာတော့မှဆိုတော့ရံမကုံပဲကန်ကုံမှာကြောက်နေရပြီဆိုတော့နေပြည်တော်အနီးတစ်ဝိုက်မှာပဲ free wide ပြီးကောက်ကတ်နေဖို့ကြံတော့တာအခုဆိုမြောက်ပိုင်းတိုင်းလဲဗမော်ကြရင်မြစ်ကြီးနားပါနားရမယ်ချေဆိုတော့ရှမ်းမြောက်ရောက်ကောင်းတွေလဲအချိန်မရွေးရှမ်းမြောက်ရောက်အမှတ်တရဖြစ်သွားနိုင်လို့တောင်ပေါ်မှာမောင်းမပြောဖြစ် မန်းပတ်ချာလေလဲကျုံရီးပတ်လေဝိုင်းထားသလိုဝိုင်းတာခံရ33တက်မှလဲဖြတ်ချခံထားရပါရာမော်တာလဲလာပါစော်မာကြီးအေအေနဲ့ဖီတက်တွေကလဲအပီနှက်ချက်က ဟင်္ဒရာနာရောက်နေသလိုတစ်ဖက်ကလဲပြေရွှေစံတော်တော်လာဖူးလူလူဘကိုးယူမမာလဲအမျိုးမျိုးနှွားဘကိုးတိုင်းပတ်လေကိုအပြတ်တွဲနေသလိုကပ္ပစာတွေနားလဲရစ်တီရစ်တီကရင်နဲ့ကရင်နီကလဲတက်ညီလက်ညီဆက်ချီနှက်ပြီး ချင်းတွေကလည်းကြံတဲ့မြို့တိမ့်ပိုက်ဖို့ရိမ့်တိုက်အခုတော့ယူမီဝိုင်းတလူကိုသူတို့ရှုတ်ခဲ့တဲ့မြာမီးတွေဝိုင်းပြီလေဘယ်ပြေးလို့ဘယ်ပုံဘယ်မှာဘယ်လိုစမုံတုံးမလဲမသိသေချင်းဤရနတ်များကအိတ်ခမ်းတဲ့အထိမင်းမူနှာဝကလူကလူလှုပ်နေပြီကောစာတင်ကြောင်းတွေပုံကျဲခလေးတငယ်တွေစက်တနံနဲ့လိုက်ဆွဲနေတဲ့ကောင်တွေကငယ်လျင်တန်းတရက်တမျိုးစတို့ခံနေရတဲ့ကြား ပညာရေးလိုလားတရားအောင်အဖြစ်လွားတွေမိလောင်သွားတာကိုစာမေးပွဲပြန်ဖြေရမယ်။တကယ့်အခြေအနေကကြောင်းမရှိတော့အိမ်မရှိတော့မြေမြူသွားပြီ။မိသားစုမရှိတော့ဆွေမျိုးမရှိတော့မြေမြူသွားပြီ။ဆရာမရှိတော့ကျောင်းသားမရှိတော့မြေမြူသွားပြီ။ခြေလက်အင်္ကာမစုံတော့စိတ်အင်္ကာမစုံတော့မြေမြူသွားပြီ။စစ်မှုထမ်းခေါ်ခြင်းလို့ကြားချောင်းချောင်းနေတဲ့ရန်သာရှိခိုးဆိုးလူရိုက်ရန်သာရှိလစ်လစ်မလစ်လစ်ဝင်ဆွဲမဲ့သူတွေသာရှိ။ ဖြတ်စားမဲ့အုတ်ကြီးတွေသာရှိစာမေးပွဲပြန်ဖြေဖို့အွန်လိုင်းကနေသင်ပေးမယ်တဲ့ကန့်သွင်းမယ်တဲ့တကယ်လုပ်နေတာကစာသင်ကျောင်းလေးတွေကို Jet Fighter နဲ့ဘုံလိုက်ကျဲခလေးလေးတွေကိုစက်တနံနဲ့လိုက်ပြက်ခလေးရောမိဘရော Jet Fighter တန်ကြားရင်ကိုစောက်တရားမရဖြစ်စေအောင်စုဟာပြည်သူကိုညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ချင်းချောက်အုပ်ဆိုးလာတာနှစ်60ကျော်လာပြီစစ်မင်းဆက်တစ်ဆက်ထက်တစ်ဆက်လက်ဆောင်ထက်တပ်ဖြတ်ညှင်းဆဲလာကြတာမှာ မင်းအောင်လှိုင်နဲ့သူ့အုပ်စုဟာပြည်သူကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ကိုနေ့စဉ်ရက်ဆက်၄နှစ်ဆက်တိုက်တပ်ဖြတ်တင်းအစကကြီးတက်ဒီနောက်ပိုင်းမှာတော့လေတက်ဟာအဆိုးဆုံးပါပဲမြေပြင်မှာနေကြတဲ့သူတို့မိသားစုတွေစီကိုတံပြန်တက်ရောက်မှုတွေမကြခင်ဖြစ်လာမယ်ဆိုတာကိုမစင်းစားကြဘဲအဆုံးစွန်မိုက်မဲရုတ်ကန်းနေကြတယ်မင်းအောင်လှိုင်ကသူတို့ကိုယ်တိုင်နဲ့သူတို့မိသားစုတွေကိုကောင်းကင်မှာဘုံတဘုံတဲ့ပြီးပေးထားမယ်လို့များထင်နေကြပုံရတယ် ပရေချိုးကတော့ကပ္ပစတွေကိုအကောင်းဆုံးထုတ်ကြဖို့သွားဖားတယ်။တကယ်တော့မင်းတို့မထုတ်ရင်ငါပြုတ်ပြီ။ငါမိသားစုပြုတ်ပြီ။ပုံကျဲခံရတဲ့ကလေးလေးတွေနေရာမှာငါမြီးတွေပါပြီ။တက်ကနောက်ဆုံးမရင်းကျင့်သူဟာငါသမီးဖြစ်ပြီ။ငါသားလည်းစစ်တင်တန်းကြောင်းမှာအမောင်းခံရပြီလို့သွားပြောတာပါပဲ။ကပ္ပစကောင်တွေကလည်းသိပါတယ်။သူတို့ထုတ်သည်မကကို့ဆွေ ကို့မျိုးပါတတ်ဖို့ပဲဆိုတာသိပါတယ်။နောက်ဆုံးသူတို့ကိုပါတတ်ဖို့ဆိုတာသိကြပါတယ်။ စစ်သားတိုင်းကအချင်းချင်းပြန်တက်ခိုင်းနေတာသိပါတယ်။လေတက်ဟာပြည်သူကိုတတ်နေတဲ့တပြိုင်နက်တည်းမှာပဲသူ့စစ်သားတွေကိုပါပြန်ပုံကျဲတတ်ပြနေတာအများကြီး။ရှေ့တန်းမှာအချင်းချင်းရှင်းပစ်ခဲ့တာလည်းမနေတော့။စစ်ဗိုလ်တွေကတတ်ရင်မှုတွေကဗျူဟာမှုတွေကတတ်မှမှုတွေက ကိုလွတ်ယုံပြည်တာလဲတုနဲ့ဒီမဝေးတော့တဲ့တနေ့ရေးသူကဘာတိုင်ဆုံးမောင်စစ်မုံတော်လန်သူပေါင်းဘေးရန်ကင်းကြပါစေကျွန်တော်လွတ်လာနှွေးဦးပါ